င်္ဂလာပါရှင်ယခုဖတ်ပြမှာကတော့စာရေးဆရာကြီးဝင်ဝင်းမြင့်နန်းတော်ရှိရေးသားထားတဲ့ဝမ်မုံခြေတန်းဆိုတဲ့ဝတ္ထုစာအုပ်လေးကိုဖတ်ပြမှာပဲဖြစ်ပါတယ်ရှင်ဝမ်မုံခြေတန်းပိုင်း၈ဒုတိယပိုင်း ိုနိုင်ကနည်းနည်းတော့နားလေရခတ်သူဖြစ်၏နှစ်အိမ်တိမ်လိုခင်မင်းဆက်ဆန်ကြတာဆိုတော့အန်ကယ်ဆောင်မအားလျင်မိတော့ကိုကိုနိုင်ကပဲတနည်းရာသူလိုက်ပို့လေးရှိ၏နှစ်ယောက်တည်းသွားရတာမျိုးလဲတခါတလေကြုံတတ်သည်ထို့အခါမျိုးမှာတော့ကိုနိုင်ကမိတော့ကိုအနေထိုင်ရခတ်အောင်ဘာမှမပြောခဲ့ဘူးပဲထို့ကြောင့်လဲကိုနိုင်ကိုမိတော့ကစိတ်ချယုံကြည်စွာခင်မင်ခဲ့သည်ဒါပေမဲ့ မိသားတငယ်ချင်းများနဲ့အတူတနေရရာကိုလိုက်ပို့တာမျိုးနဲ့ကြုံရင်ကိုနိုင်ကအထူးပင်ရှင်မျိုးနေလျက်မိသားကိုပြနေအောင်ဂယူဆိုင်ပြတတ်၏ကာရကားကိုပြေဖွင့်ပေးတာမျိုးတွေစားအုပ်ကူတဲ့ပေးတာမျိုးတွေမလို့အပ်ဖဲစကူနွားရေးချိုးချင်းကျွေးတာတွေအဲ့ဒီလိုယူယူနန်းနန်းလုပ်ရင်တော့မိသားကကိုနိုင်ကိုအလွန်မုန်းပြီးမျက်နှာသာဆွဆွနဲ့လှဲဟောက်ပြသည်ထို့အခါသူကတဟဲရဲ့ဤသူ့ရဲ့တန်းကြီးကိုပင်မိသားကအမိအားလိုက်ပြီးမုန်းနေမိသေးသည် မိဆူနဲ့ပေါပေါတို့ကကိုနိုင်ခွေရမှာစတော့ရေခဲတုံးနဲ့မြသွေးကလည်းလိုက်စား၏နောက်တော့ဒေါ်လေးဖြူကပါမတိမသားစားနောက်၏အန်ကယ်စောကလည်းမတိမသားရေးလာမြောင်ဖောက်၍စားနောက်စကားဆို၏ထို့အခါမြို့မှာကိုနိုင်ကအင်ဒရီမရှိတော့ကျန်တဲ့လူတွေကိုမိတော်ဘလို့ရှင်းပြရမလဲမိတော်နဲ့ကိုနိုင်ဘာမှမဟုတ်ပါဘူးဆိုတာကိုနိုင်ပြလောင်ခံမှုတွေနဲ့ပင်မိတော်ကပဲရှက်လို့ညာပြောနေတာလို့လို့မိတော်ကထုတ်ကိစ္စအတွက်တကယ်ပင်စိတ်ဆိုးလေသည်လူကြီးတွေကမိတော်ကို ိုနိုင်တဲ့သဘောတူတဲ့အကြောင်းပုံပွင့်လင်းလင်းပြောလာတော့အခါမိတော့ဘက်ကလည်းပွင့်လင်းစွာပင်ပြန်၍အသိပေးဖြစ်ခဲ့သည်တမိတို့ယောက်ကတကယ်ချစ်ကြိုက်တာမဟုတ်ဘင်းနဲ့တော့ဒီကိစ္စကိုတမိဘက်ကလုံးဝသဘောမတူနိုင်ဘူးနော်ခုချိန်ထိတော့တမိကိုနိုင်အောင်ချက်လည်းမချစ်ဘူးကြိုက်လည်းမကြိုက်သေးဘူးပြီးတော့တမိကယောက်ျားတစ်ယောက်ကိုအားကိုးဖို့ဆိုတဲ့ရည်ရွယ်ချက်တွေကတော့မယူနိုင်ဘူးကို့အတွက်အကောင်းဆုံးအဖော်ကကိုကိုတိုင်းပဲဖြစ်ရမယ်ဘဝတို့ပေးစားတဲ့ယောက်ျားကခဏိတ်တည်းရင်နောက်နေမှုဆုံးမဖြစ်ကြံခဲ့မှာခဏိတ်ပြတ်ထားခံရရင်နောက်တစ်နေ့တစ်ခုလည်းဖြစ်ကြံခဲ့မှာ ဒီတော့လူတယောက်နဲ့အတူတူမနေရရင်မဖြစ်ပါဘူးဆိုတဲ့ခံစားမှုမျိုးမဖြစ်ပေါ်ခင်တမိဘသူ့ဘိုးမှမယူဘူးကိုနိုင်နေမိတော့အတွက်ထူးခြားသောအနေတနေတော့ရှိခဲ့ဘူးလေသည်အဲ့ဒီတနေ့ကအမိုးတယောက်တွေတအားတက်ပြီးလေဖြတ်သလိုဖြစ်သွား၍ဈေးုံတင်လာရသည်မိတော်နဲ့မိစုတို့ညဆောင်အိတ်ကြရသည်ပေါ်ပေါ်နဲ့တော်လေးဖြူကမိတော်ကိုလာ၍လဲသည်အင်္ဂေဇောကတော့ဈေးဝယ်သွားရဆရာဝန်စီပြေးရအမိုးနာမှာပြန်များရနေတယ် ကိုနိုင်ကတော့အကြောင်းတစ်ဖက်တည်းရင်တယူပို့ဆောင်ရင်တာဝန်ယူနေရသည်မိတော်တို့ကိုအိမ်မနာဖို့ပူပြီးသူပြန်သွားတော့အကြောင်းဖွင့်ရဖြစ်သည်ဖြင့်မိတော်ကမိစုကိုထားခဲ့ကကိုအိမ်ကိုပြန်လာခဲ့သည်ရေမိုးချိုလန်းဆန်းသွားသည်ဖြင့်ចောင်းတက်ရန်ထွက်လာခဲ့မိတော်ကလေးများကထောက်ဆန်တိုင်းပင်ဝန်နိုင်ခြင်းလျက်လွတ်လပ်မှုမှခံစားနေကြသည်ចောင်းကလည်းမိသားစုចောင်းကလေးဆိုတော့အမိုးအကြောင်းကိုလည်းအားလုံးသိထားကြလျက်မိတော်ကိုအတင်းပြန်၍အိတ်ခိုင်းနေကြသည်မိတော်က နေ့လယ်ထမင်းစားကြောင်ဆင်းမှာစားစရာတစ်ခုကိုဝယ်ပြီးအပီးပြန်တော်မည်ဟုပြောထားဖြစ်သည်ထိုအချိန်တွင်ကိုနိုင်ရောက်လာသည်ဟွန်တီတန်ကိုတုံချက်ကြ၍စိတ်ပူစွာပြေးထွက်လာခဲ့သည်အမိုးဘာဖြစ်လို့လဲကိုနိုင်မိမိဘာမှမဖြစ်ပါဘူးခမရအိမ်မှာအေးအေးဆေးဆေးမအိပ်ပဲပါကစ္စတန်နဲ့ကြောင်းတက်နေရတာလေရေးချုပ်လိုက်တော့လမ်းသွားလို့လေကျောင်းမှာအချိန်ပိုကြီးဒီနေ့နောက်ဆုံးသွင်းရမှာလည်းရှိနေတာမို့လားဖြစ်သွားတာတို့ကလမ်းရောက်မှာစားစရာဘာမှမဝယ်ပေးခဲ့ရဘူးဆိုတာတတိယလို့အိမ်ကိုပြန်လှည့်လာတာ ဆောင်းတွေလည်းတခါရယူမယ်ဆိုပြီးအင်ကိုအရင်ပြန်လာအိမ်ပြန်ရောက်တော့မိတော်မရှိတော့ဘူးမိစုကသူတားလို့လည်းမရဘူးတဲ့ညကလည်းတညာလုံးအိပ်ဘူးဆိုထိုင်တော့မထိုင်ဘူးမိမိကိုတညာလုံးရက်ခတ်ပေးနေတာလိုက်သွားစမ်းမအောင်ဆိုလို့အင်ကိုလိုက်တော့တောက်ခတ်ထားတယ်ညနေကျောင်းအောင်လိုက်လာတာနေ့လယ်ထမင်းစားကြောင်းဆင်းပြီးရင်အပြီးပြန်ပါပါအဲ့တော့မှပဲအိမ်မယ်လေညနေအမိုးစီမိစုပို့ရင်မှမိတော်ဝင်ခေါ်တော့လာအခုလိုက်ခဲ့အိမ်မှာမိစုနဲ့ပဲနေတော့အိုးမလိုက်ချင်ပါဘူးကို့အိမ်ရောက်မှရင်မိတော်မအိတ်တတ်ဘူး ကလေးတွေကိုလေ့ကျင့်ခံလုပ်ခိုင်းထားတယ်။နေ့လည်းကျောင်းဆင်းမှပဲပြန်မယ်။မေတော်ရဲ့ခေါင်းမမဆန်းနေကွာ။မိမိကိုနောက်ထပ်ပနည်းပြုစုရအောင်မှမသိဘူးနေကောင်းလား။ကျန်တဲ့လူတွေလဲမှဆိုလို့ပြောနေတာ။အိမ်မလိုက်ခဲ့ခြင်းကိုယ့်အိမ်ကိုပြန်အိတ်။လာတို့တစ်ခါလေးလိုက်ဖို့ခဲ့မယ်။အမလေးတညာလေးအေးအေးပြန်အောင်လည်းဘာမှမဖြစ်နိုင်ပါဘူး။အသက်နဲ့အဝေးကြီး။ကိုကျမရဲ့ကိုဒီလောက်တော့နားလဲပါတယ်နော်။ကိုနိုင်တာအေးအေးဝအောင်ပြန်အိတ်ပါ။မအိတ်ဘူး။ပြန်လဲမပြန်ဘူး။เจ้าหมอเปลี่ยนแต่ฉันตัดตัวที่มาถ่ายมี3สักกันตะคาฮ้นตีนี่มั้ย သွားလေကဲသူကဟွန်စာတီတော်ကြီးအတော်မှယူရတယ်လို့မိတော်ကသူ့ကိုယွန်ရှာခြင်းစိတ်တွေပေါက်သွားသည်ထိုချိန်မှာရေခဲတုံးကစိတ်ပူစားနဲ့ကြောင်းရှည်ထွက်လိုက်လာခဲ့တာဆုံးကြတော့ရေခဲတုံးကလည်းစုအတင်းမင်းပြန်ရန်တိုက်တွန်းကောင်းနေပြန်တော့ကြောင့်ဤလဲလဲဖြစ်မင်းလိုက်လာခဲ့ရသည်မိတော်ဘာစားပြီးပြီလဲပြီးပြီမိတော်ကမဖြေခြင်းဖြေခြင်းနဲ့ဖြေကဲတို့မစင်းတော့ဘူးနော်စိတ်ဆုံးခြင်းလဲဆိုမိတော်နေမကောင်းဖြစ်မှာဆိုလို့ဇုတ်ခေါ်လာတာပါ sorry နော် မိတော်ကသူ့ကိုဘာမှပြန်မပြောတော့ပဲကားပေါ်မှာဆင်ရွေကားတကားကိုဆောင်းပိတ်လွတ်လိုက်သည်စရုံးဖြည့်အင်ဂျင်ဝင်စားလဲပြီးစားတလို့လို့ရှိတာနဲ့ကော်ဖီပူပူလေးတစ်ခွက်ဖြောတော့ကတက်တောင်တက်တာပင်အိပ်ပြက်လိုက်သည်ဒီလိုဆိုတော့လေနေလို့ထိုင်လို့တက်တာလိုက်တာ မောင်မင်းကြီးသားကျေးဇူးဟုတွေးပြီးပြုံးနေမိ၏အိမ်မက်လလောဘာလလုံးနဲ့ကားဟွန်းတန်တွေကိုကြာနေရသည်တေချာနာထောင်ကြည့်တော့ကိုနိုင်မှာပဲဘာရေးကြည့်လာပြန်ပါလဲအမိုးဘောပင်စိတ်ပူရပြန်၏ ကိုနိုင်ဘာဖြစ်လို့လဲအမိုးဘာဖြစ်လို့လဲဘာမှမဖြစ်ပါဘူးမမေနေကောင်းပါပြီစကားလည်းကောင်းကောင်းပြောတယ်ချင်းလက်အားလုံးလည်းလှုပ်နိုင်ပြီဖေဖေကိုအိမ်ပြန်ပို့ရင်ဝင်လာတာမေတော့အတွက်ထားလာပို့တာကိုနိုင်ကကားပေါ်မှာပင်လမ်းရွေကြွကြွအိမ်နှစ်တွဲကိုလမ်းပေးသည်ခောက်ဆွဲကြောနှစ်ထုပ်ဟမ်နှစ်ထုပ်ကြီးများတောင်သူလည်းမေတော့နဲ့အတူတူစားမလို့ဟမ်ကိုနိုင်ကလည်းမေတော့ပြင်စားတောင်မစားသေးဘူးအိတ်ခန်ကြီးကော်ဖီတောက်ထားသေးတယ်အိတ်ချင်မှုတူနဲ့မစားချင်သေးပါဘူးသူကကားမန်တွေတင်လျက် ဒါဆိုလဲစာမစားကြမယ်လေမေတော်အိတ်အဲ့ရနုမစားကြမယ်အမျိုးမျိုးပဲခုအိတ်ခုစားမယ်ခုအိတ်အောင်နဲ့ဘာရီမန်းလည်းမသိဘူးခုစားခုဆောင်အောင်မယ်နဲ့ဘာလုပ်ရမှာလဲကိုနိုင်ကရေလျက်မေတော်ကလှုပ်ချင်တာလှုပ်လို့ရပါတယ်မေတော်ခိုင်းတာပဲလှုပ်ပါမယ်ကဲဒါဆိုကိုနိုင်ပြန်တော့ကိုနိုင်ကမေတော်ကိုအံ့ဩစွာဆူဆိုင်ကြည့်နေသည်မေတော်ကသူ့ကိုပြန်၍ဆူဆိုင်ကြည့်ကနှကန်းဆူလျက်ကိုကကိုအိမ်ကြမှာစားတော့ရော့ဒီတထုပ်ပြန်ယူသွား သူကားပေါ်မှာဆင်းမလာမီခေါက်ဆွဲကြော်တထုပ်ကိုကားရှိကန်းခုံပေါ်သို့ပြန်တင်ပေးလိုက်သည်မိတော့ရလဲကွာစစ်စရာမဟုတ်ခြင်းနေပြန်ပြီဒီထုပ်ကြီးကိုတို့ကအိမ်ပြန်ရသွားလို့ဖေဖေတို့မိစုတို့ကမင်းဘယ်လိုပြောရမှာလဲဘယ်လိုပြောချင်သေးလို့လဲမိတော့အိမ်ပြန်စားဆိုလို့ပြန်စားတယ်လို့ပဲပြောပေါ့ဘာရီများညာပြောနေအောင်ပါလဲဟာကွာမိတော့ရဒီလိုမလုပ်ပါနဲ့တို့ကတော့မိတော့နဲ့အေးအေးဆေးဆေးစကားတွေပြောပြီးစားသွားခြင်းလို့သူကခေါက်ဆွဲကြော်တို့ကိုကောက်ယူ၍တကားကိုဖွင့်ကဆင်းရံပြင်နေစေမှာပင်မိတော့ဒီ channel တို့အမြန်ဝင်က င်းတကားကိုတော့ခတ်လိုက်၏ပြန်တော့ကိုနိုင်မိတော့အေးအောင်မယ်အတန်ကျဲကျဲဖြင့်လှမ်းအောင်လိုက်ပြီးအိမ်ထဲသို့တောက်လျှောက်ပြေးဝင်ကားအိမ်အဝင်တကားကိုပါဂလန့်ထိုး၍ပိတ်လိုက်ပြန်၏နောက်ကျောင်းကိုလုံးဝပြန်လှည့်မကြည့်ခမင်းစားကန်းသို့တောက်လျှောက်ဝင်လာခဲ့သည်ခဏနေတော့ကားဆက်နိုတန်းကြပြီးဦးကနေဆောင်မောင်း၍ထွက်သွားတဲ့ကိုကြားလိုက်ရသည်မိတော့ဂျင်းနဲ့ဆွာပြုံးလိုက်သည်သွားပြီးတော့ကိုနိုင်ခောက်ဆွဲကြောက်တို့ကြီးကို အမိုက်ပုံထဲသို့လွန်ပြလိုက်သည်ဟွန်း ဒီလိုလိုမျိုးအခြေအနေအစအစနဲ့အဟာရမဖြစ်ချင်ပါဘူးဟုတွေးလိုက်စင်ပါပဲခောက်ဆွဲကျော်ရန်နံသည်တင်ပြန်လာသည်စားလဲစားလာ၏တခုခုစားပြီးမှပင်ပြန်အရင်ဆုံးဖြတ်၍စားစရာလိုက်ရှာရသည်တပူကိုမြောက်ကြည့်တော့ရင်းွေးအစင်းသည်ပမုံနှစ်ချက်ကိုတွေးသည်မိလာလားလို့ဖွင့်ကြည့်တော့မိကလည်းလာနေသည်မိဘတွေမှာဟိုဟိုတီတီရှာတော့ကြက်ဥတလုံးတွေးသည်ကြက်ဥကိုမကြက်တကြက်ကြောလိုက်ပြီးကော်ဖီအမြန်ဖြော်လျက်ဝမ်းရည်ကိုဖြည့်ရှင်းလိုက်သည် ဒုက္ခဆွေးကြောင်မျက်နှာနဲ့အာနာပနာရှိမယ်များအောက်မိနေလားမသိဘူး။ဘာဆာဆာပိုင်းဝိုင်းပြီးကြပဲ။ဒီချိန်မှာပေါင်းမုန်းနဲ့ကော်ဖီမရှိလဲပဲ။ပဲလော်နဲ့ရင်းနှီးချမ်းဆိုလည်းဖြစ်တာပဲ။မိတော့ဒီလိုလားချိုးလို့မရဘူး။တယောက်တည်းချိန်ဝါလျက်စိတ်တွေတုန်နေသည်။ဒါဟာအစင်းတန်းရှိတဲ့လူတယောက်လုပ်တဲ့အလုပ်မျိုးမဟုတ်ဘူး။ဒီအချိန်ခါကလည်းအေးအေးဆေးဆေးစတောက်ပြီးစကားပြောနေရမယ့်အချိန်မျိုးမဟုတ်ဘူး။ဟွန်း။လွယ်လိုက်တာ။လူကြီးတွေကသဘောတူတယ်ဆိုရုံနဲ့ဘယ်သူမှရှိမနေတဲ့အိမ်အိမ်မှာအေးအေးဆေးဆေးစကားပြောကျင်ရောတယ်လား။မိတော်ညင်လိုက်တဲ့အတွက်စိတ်ဆိုးကြံလဲဆိုပေါ့ တသက်စာဆိတ်ဆိုးတာတော့မိတော်တို့ကပိုးကြိုက်သေး။နှုတ်ဒီကောင်းရှာပါစကားတွေကိုဆိုခြင်းနေသည်။ခေါင်းအုံးနဲ့ဥကောင်းတိကတ်ထားတော့လဲမျက်လုံးကတော့ပြူကျဲနေတော့သည်။အချင်းစိတ်တွေလည်းကုန်ခန်းသွား၏။ကိုနိုင်မျက်နှာမအီမလဲကြီးကိုသာမြင်အောင်လျက်ကိုနိုင်နဲ့ပတ်သက်တော့အတွေ့တစားကိုပထမဆုံးလေးနက်စွာတွေ့မိသည်။နောက်ပြီးဝမ်းနဲ့စိတ်တို့ရှန်တက်လာသည်။တဒလုံးလက်တွေအပေါ်ပြူသွားရင်မိသောစိတ်နှင့်စီလျော်သောအတွေ့အခေါ်ယူဆများကိုနိုင်စိတ်မှာအလွန်နှေးပါနေကြောင်းသိလိုက်ရသည် ဒီကိစ္စတစ်ခုတည်းကိုကြွယ်၍ဆုံးဖြတ်တာမျိုးမဟုတ်ပဲအခြားအခြားသောအကြောင်းအရာများနဲ့လည်းချိန်တိုစဉ်းစားခဲ့ခြင်းဖြစ်သည်အလွန်အကောင်းကြိုက်သော ရသမျှယူခြင်းတတ်သောကြောဝါထင်ပေါ်ခြင်းသောသူတစ်ပါးပေါ်မှာစာနာမှုအလွန်နေပါသောနေရာတကာမှာဆရာကြီးလှုပ်ခြင်းသောကိုယ်နိုင်ကိုစိတ်ရှိသီးခံနိုင်ရန်မိတော်မှာခွန်အားတစ်ခုလိုအပ်နေကြောင်းလည်းနားလည်ခဲလေသည်ထို့ခွန်အားကတော့အချစ်ဖြစ်မှာပေါ့အချစ်ဆိုသည်နှင့်တိမ်တိမ်ကိုတတိယဤပြီးတော့တိမ်တိမ်ဤအတား ပြီးတော့တာပေတူတာပေတူသည်အတာအီကိုဝါဆိုရင် ကိုနိုင်သည်အန်ကယ်ဇော်ဤကိုဝါပင်ဖြစ်၏ကိုနိုင်မဟုတ်သောအန်ကယ်ဇော်ဤကိုဝါကလေးများအကြောင်းကိုမိတော့မှတစုံတစားသိထားတာဆိုတော့ကလေးများအတွက်လှမ်းပြီးစာနာနေမိသည်အန်ကယ်ဇော်ရှမ်းပြည်နယ်ပဲပြောင်းလာစဉ်ကအမိုးတို့လိုက်မသွားဖြစ်ကြသဖြင့်ကလေးတယောက်ရနေပြီဆိုမှအမိုးတို့မိစုတို့အန်ကယ်ဇော်နောက်ကိုမြဲရင်နဲ့လိုက်ကြရဘူး၏အဖေအမေမပြေဆုံးသော ပြဿနာကလေးများသည် သူကျင်လျာဝင်းကျင်ကိုအနေနဲ့အများဒုက္ခပေးတတ်တာဆိုတော့အငယ်သောကိုပွားကလေးများသည်သူတို့ဤဆီယာမများကိုဘလို့များဒုက္ခပေးနေကြမလဲမိတော်ဤအတွေ့အထိမှာရင်ခုံပွဲအချစ်သည်ရှင်တန်နိုးထမနေပဲအစိတ်တင်မျိုးဆက်ကလေးများသာရုန်းကန်လှုပ်ရှားနေတော်ဤလူတယောက်သည်သူတိဆောက်ခဲ့သောအဝန်အဝိုင်းတစ်ခုမှာသူစိတ်ချအတိုင်းနေထိုင်권ရှိသည်အခြားသူတယောက်သည်ထိုသူနှင့်မသက်ဆိုင်သမျှသူအတွေ့အခေါ် ယူအဆအနေထိုင်ထဲမှာဘာမှဝင်ရောက်ရှုပ်ထွေးရမလို့အပ်ပါထို့သူဘူတနည်းနည်းနဲ့ပတ်သက်ရမည်ဆိုရင်တော့သူအကြောင်းသူဘဝသူအချင်းစရိုက်သူခံစားမှုနဲ့သူ့လောကကြီးကိုဒီအတိုင်းတည်ကြထား၍မဖြစ်နိုင်အလိုတူသည်ဖြစ်စေမတူသည်ဖြစ်စေဝင်ရောက်ရုံတော်ရတော်မီတာမြင်ရတော်မီပြောင်းလဲပြစ်စေရတော်မီသာဖြစ်၏ထိုအလုံးမျိုးကိုမိတော်မပြုလို့လို့ပဲကိုနိုင်နဲ့ပတ်သက်၍သူရှက်တော်မလားလို့မတွေးဖြစ်မိခဲ့တဲ့အတွက် ကိုကိုကိုကျေနပ်နေမိသည်အဲ့ဒီလိုတွေးမိရင် ကိုနိုင်ကိုအနေငယ်များလိုက်ရောမိလိမ့်မည် ထိုအခါမိသောဒုက္ခရောက်သွားတော့မှဟူလဲတွေးမိ၏မိမတယောက်သည်အလိုရမက်ကြီးသောယောက်ျားတယောက်ပေါ်မှာအသေးနှလုံးဖြင့်တစ်ချက်ကလေးရိမ်နှွဲမိသည်နှင့်တပွားလုံးပင်ဒိညွတ်ဝစ်တွားရတော့မှဖြစ်သည်ဒိညွတ်ဝစ်တွားခြင်းသည်ဆုံရှုံခြင်းဖြစ်၏ထိုအရှုံးသည်မိမတယောက်၏အရှုံးမဟုတ်မျိုးဆက်တစ်ဆက်၏အရှုံးဖြစ်သည်ဟုမိသောခံယူထားသည် ထိုနေ့ကအကြောင်းအရာများကိုမီးတော်သည်ဒေါ်လေးဖြူဖို့ရောမိစုဖို့ရောပြောမပြဖြစ်ခဲ့ပြီးရေခဲတုံးနဲ့မြသူကိုတော့တီတိုးစွာဖွင့်ဟမိခဲ့၏နိမ့်မှန်နေပြီတော့သူနဲ့နေနဲ့တွေ့စရာပြောစရာတွေအချိန်တွေနေရာတွေအများကြီးပေါ်လုံးလို့ဒါတော့အချိန်တွေပြီးနေပါလေအိမ်မှာလူကြီးတွေမရှိဘဲနင်းတောက်တဲရှိတဲ့အချိန်မျိုးပေါ်တင်ကြီးဖန်တီယူတာတော့တကယ်အောက်တာပဲရှိခဲတုံးကထောက်ခံ၏ကိုနိုင်စိတ်ကိုတော့ငါမခံမနိုင်သေးဘူးဒါပေမဲ့မေတော်ဟာကိုနိုင်ကိုချစ်နိုင်မှာမဟုတ်တာတော့သိကြနေပြီညာသွေးကမှတ်ချက်ချ ాయి ထိုအခါမိတော်ကဘာဖြစ်လို့လဲဟုအရေးတကြီးမိသည်သူအကြောင်းကိုသူကတခြားတယောက်အတွက်မသိနာမလဲစွာဖြင့်မေးနေသည့်အတိုင်းညာသွေးကရင်လျက်ကိုနိုင်ပေါ်မှာနင်းရင်ခုန်နိုင်ခဲ့ဒီလိုလွတ်လပ်တဲ့အခွင့်အရေးမျိုးနင်းလဲလိုလားခဲ့မှာမို့ပဲဟွန်းအဲ့ဒါမိုက်တာချစ်ရင်မိုက်တယ်မချစ်ရရင်လည်းငါမမိုက်နိုင်ဘူးအဲ့ဒါနင်းစိတ်ထဲကအစွဲကြောင့်ပဲတည်တည်နူကိစ္စနင်းကိုချောက်လန့်နေတယ်မဟုတ်လားဟုညာသွေးကမိသည်မဆိုင်ပါဘူးကိုတော်မုန်းနဲ့ကိုပါ င်တို့လည်းငါနေရာမှာဆိုရင်ငါလိုပဲဆုံးဖြတ်ကြမှာမဟုတ်ဘူးလား။ညသွေးနဲ့ရေခဲတုံးငိန်နေသည်။ထားပါတော့လေ။နေ့စိတ်ထဲမှာကိုနိုင်လုံးဝမရှိတော့ဘူးလား။မှန်တိုင်းပြောရရင်မရှိလည်းရတယ်ရှိလည်းရတယ်။ငါနှလုံးသားဟာအခန်းလွတ်ဖဲလူကြီးတွေအရန်ဖြစ်စေချင်နေတဲ့ဆိုရင်စဉ်းစားပြဖို့ဝင်မလေးပါဘူး။ဒါပေမဲ့ငါပုံမှာမဖြောင့်မွေးဘူးလို့ယူဆရင်တော့ငါမျက်နှာခက်ပြောင်ပြောင်မယ်။သိတယ်မဟုတ်လား။စောင့်တော့ကြည့်လိုက်ပါဦးမေတော်ရဲ့။အိမ်တော်ကြီးဆိုတာကလည်းပြောရတာတော့ခက်ပါတယ်။ ကင်ကျမတို့ဘဝဝင်ကြွေးတို့ပါလာခင်ဘလို့ပဲစီစဉ်ကောင်းမမဲ့မမျော်လင့်မဲ့ဒုက္ခရောက်ကြရသလိုဘလို့မှမမျော်လင့်ထားပေမဲ့လည်းသူ့အနေနဲ့သူအဆင်ပြေပြီးကောင်းသွားတာမျိုးလည်းရှိတတ်ပါတယ်။အောက်မှာကိုနိုင်တဲ့ငါနဲ့ယူပြီးငါ့ကြောင့်တဲ့ပုံမှာသစ္စာရှိပါမယ်လို့နင်တော်ဝင်ယူမလား။နင်ဖြစ်ဖြစ်ဘသူဖြစ်ဖြစ်ပေါ့။အဲ့လိုတောင်းဝင်ယူနိုင်ငါကိုနိုင်ချက်ချင်းလက်ထပ်မယ်။ဒါတော့ပဲပြောလို့ရမယ်မေတော်ရဲ့။ငါပြပြမယ်။လူကြီးတွေကသာမျက်စိစုံမိပြီးငါနဲ့အတင်းသဘောတူနေတာ။သူ့မှာခုလောလောဆယ်ရီစာနှစ်ယောက်ရှိတယ်။ တယောက်ကသူ့နာပြုတ်ဆရာမလေးတယောက်ကသူ့အတန်းပေါ်တငယ်ချင်းကဲသူ့ဘက်ကအပြော်တွဲတဲ့ထားဟိုနှစ်ယောက်ကသူ့ကိုဆွဲကျင်ဆွဲနေမှာပေါ့ဘာပဲဖြစ်ဖြစ်ပေါ့ဟာငါချောင်းဝင်လိုက်ငါတသက်ဖီးလိမ့်မယ်ဖြစ်မှာဒါပါတော့ငါသူ့ကိုတနန်းဆွဲချင်တယ်လို့ဘလို့နင်းနေရရယူလိုက်ရတယ်ဆိုရင်လည်းဟုတ်သေးရဲ့ငါမှမဖြစ်လို့ယူရရင်တော့မင်းနဲ့စူးစမ်းပြီးချစ်ကြည့်အောင်ပါနင်းကလည်းဟာတော်ပါတော့နင်းလက်ထက်ကြမှာအချစ်တဒနာတွေတန်ဖိုးချကုန်မှာတော့မယ်ဆက်မပြောပါနဲ့တော့ ကိုနိုင်သည်မိတော့ကိုပုံကွယ်ရှောင်ပြေးနေသည်ကိုနိုင်ကုတို့ကောင်းစင်တော့အမိုးတီထိုးနေညနေမှာပင်ဆေးရုံမှဆင်ခွင်ရောက်ခဲ့သည်အိမ်မှာပင်တမားတော်ကြီးများကိုပင်၍အထူးသူနာပြုဆရာမငါကတတ်တောင်တတ်သားရှိရန်အငယ်စောကစီစဉ်ခဲ့သည်မိတော့ကတော့အတော်လာနေထိုင်မပြတ်ကြောင်ပရရနေဆုံးလင်းညအိမ်တောင်သွားပြီးပြည်စုလိုက်သည်ညနာကိုရေးရဲရင်ဆိုင်ဝင်တော်တတိမိတော့မှရှိကိုနိုင်မှမရှိကိုနိုင်ဒီမိတော့ကိုလက်ပတ်ရှောင်ပုံးနေစေဖြစ်သည် မိတော်ကဘသူ့ကိုမှပြောပြမထား၍ပုံမုံလွတ်ကားခြေနဲ့ပျော်ရွှင်နေခဲ့သည်ညီသက်လွန်အာကြည့်တော်လေးသည်မုံတိုင်းကိုခေါ်လာတကယ်သို့ပင်ညီသက်စွာ ပုံဆောင်နေခဲ့သောကိုနိုင်သည်မိတော်နှင့်ဖွဖွားကိုပူလောင်စေခဲ့သည်တမီးကိုဖွဖွားတော်နိုင်နိုင်နဲ့နေရာချထားခြင်းနဲ့အထူးထွေပြောရမယ့်လူတွေလည်းမဟုတ်ပါဘူးအမိုးကလည်းသူ့ကျမကြီးထူထူထောင်ထောင်ရှိတော့အမြန်ဆုံးစီစဉ်ခြင်းနဲ့ဆိုလို့မိတော်ကဖွဖွားကိုရုတ်တရက်ပါပြန်ပြောရမှန်းမသိကြာရောက်လိမ့်မည်ဟုကြိုတင်မျှော်လင့်ထားသောအန်ဒီရဲ့တစ်ခုသည် ဆက်ဆိုင်မြမြရောက်လာခဲ့ပြီးဟူဆူယွန်ထိတ်လန့်လျက်ကိုနိုင်တဘောကရောဖွားဖွားအစဉ်ပြေဆုံးဖြစ်ပြီးဟူယူဆရသောမိကုံကိုအပြည့်အလွာစင်စား၍အသက်မရှူရဲစွာမေးမိ၏နိုင်နိုင်ကသမီးကိုပြောပြပြီးဆိုကိုဟာကသမီးဖွားဖွားကိုပြောရခန့်နေမှာဆိုလို့ဖွားဖွားကစပြောတာပါသမီးတို့ချင်းပြပြလေးလေးပဲမဟုတ်ဘူးလားအမေမေ तू ကဒီလိုပဲပြောသလားဖွားဖွားကိုဓာတ်ရိုက်ပြောတာအမေကတစင်ပြောတာလားမိတော်သည်စိတ်ဆိုးစွာဖြင့်ဖွားဖွားကိုမအောစဘူးအော်မိသည် ချာပြီဆိုသမီးကိုသူပြောထားတာသမီးကမငင်းပါဘူးဒါပေမဲ့အားလုံးကိုရှက်နေသေးတယ်ဆိုလို့တဲ့အောင်မယ်ကြည်စမ်းကြည်စမ်းရုပ်ကန်းလက်တဲ့အကောင်တိတ်ပြီးညင်းညင်းနဲ့များတာဒီတိုင်းမဲ့ဖဖကိုပြောတာဟုတ်လားဟဲ့မေတော့ဘလို့ဖြစ်နေတာလဲငါ့အောင်များညီကငငငငနဲ့စကားပြောတာတွေလည်းရမ်းလန့်ကြည်လားအကောင်တွေရောညင်းညင်းနဲ့များတာတွေရောညားတာပေါ့ဖဖရဲ့သူသမီးကိုဘာမှမပြောဘူးသမီးကလည်းသူ့ကိုလက်ခံမယ်လို့ဘယ်တော့မှမပြောခဲ့ဘူးအဲ့ဒါသူ့လိန်တာညားတာညင်းညင်းနဲ့များတာမဟုတ်လို့ဘာလဲ သမီးရဲ့သူ့ဟာသူညနေညနေများများမများများငါသမီးနဲ့နိုင်နိုင်နဲ့တင်းတော်တယ်လို့လူကြီးတွေစီစဉ်ထားကြတာကြားပဲကြားလာပြီသူခမညာသမီးကိုနှစ်သက်လို့လက်ထပ်ခြင်းလို့ပြောရှာတာနေမှာပေါ့ဘာပဲဖြစ်ဖြစ်ပေါ့ငါသမီးဝမ်းတာမှာမတတ်နိုင်ပါဘူးဖဖွားရဲ့ဒါမင်းကလေးတယောက်ကိုစော်ကားနေတမျိုးပဲဘယ်နည်းနဲ့မဆိုသူ့လက်ထဲရောက်အောင်မယ်ဆိုတဲ့အချိုးဒါမျိုးမိတော့လုံးလို့မရဘူးဟွန်းသူဟာသူပွေခြင်းအပွေလေခြင်းအလေးပြီးအထီတကျယူတော့မယ်ဆိုမှမရဘူးဒါမျိုးမိတော့လာလို့လို့မရဘူး မိတော်သည်ပြင်းအားအများဆုံးသောအရှင်အဟုန်ဖြင့်ပောက်ကွဲ၏ဖဖွားကမိတော်ကိုအံ့ဩစွာငေးကြည့်နေသည်မိတော်ကငိုလျက်ဖဖွားကိုအမိုးစေုံတက်သည့်နေ့ကအကြောင်းတိုင်ပြောသောအခါဖဖွားကမျက်မှောင်ကုပ်သွားသည်မိတော်ကလည်းအာတက်သွားသည်တစ်ဆက်တည်းပင်ကိုနိုင်တွဲခဲ့သောအမျိုးသမီးများအကြောင်းကိုပြောပြရ၏ဖဖွားကတွင်ရေးစဉ်းစားသည် နောက်သုံးလျက်ကြသည့်အထိဘာတမ်းမှမကြရဘဲငြိမ်သက်နေသည်ဖဖွားသည် အမိုးထံသို့အလဲသွားပြီးပြန်လာသောအခါ ဒေသတမျိုးပြောင်းလာခဲ့ပြန်သည်နန္ဒာသူ့အိမ်ကိုပြန်ပြောပြနေတာတဲ့မိတော်တည့်ယူတာပဲမိုးစင်ယုံတက်တဲ့နေရာမိတော်လည်းအိမ်မှာတယောက်တည်းဖြစ်နေတာမို့အေးအေးဆေးဆေးစကားပြောမယ်လို့ဆိုတာရှိသေးမျက်စိမျက်နှာတွေပြက်ပြီးဝင်းတကားကိုတောက်ခတ်ပြေးတာသူ့ပုံဝင်ချင်းမှရှိတဲ့မိန်းကလေးတချို့နဲ့ကြွားတယ်အစကတော့မိတော်ကိုချစ်ရုံပါပဲခုတော့ပို့ပြီးတောင်လေးစားသွားမိသေးတယ်ဆိုပဲဟွန်းဖြစ်ရပြန်ပြီအမျိုးမျိုးတက်လဲတက်နိုင်တယ်ယောက်ျားတယောက်လို့ပြီးစကားကိုအမျိုးမျိုးပြောတာပြောလိုက်ချင်မှဘွားရဲ့ သူကတမီးကိုချိုလေးလေးတမီးကသူ့ကိုချင်းလေးလေးပဲလို့မိတော်ကရှုံးမဲလျက်ပြော၏ဖဖကရဲပြီးတမီးရဲ့လူငယ်ဆိုတာဒီလိုပဲပြောချင်ပါချင်စချင်နောက်ချင်တာပေါ့အေးငါတမီးတွက်ကြည့်နိုင်နိုင်နုနဲ့ဖဖတို့ဟာမွေးကလေးကအတူနေလာကြတာသူ့အကြောင်းကိုအကြောင်းအကုန်သိမျိုးရိုးဇာတိကအစဟွန်းအန်ကေဇော်နဲ့တူလို့ကတော့မိမိတော်ဒူးနဲ့မျက်ရည်တုံနေအောင်ပါပဲမိတော်ဤကြကြသောစကားကိုဖဖကဆက်ကနေညနာတစ်ချက်တီးသွားကတုံသွား၏ ခဏလေးရက်သွား၏။ကဲပါညုံလေးဖွားဖွားဆိုသောမျက်နှာပြင်နှင့်ဖွားဖွားဤစကားအသွားလာကိုမိတော်ကဆောင်းဖွားဖွားပဲလေဘယ်အရှုံးပေးပါမလဲ။ဘာပဲဖြစ်ဖြစ်ပေါ့အေးမိုးနဲ့ကလေးတွေပေါ်မှာဘာများဝတ်တရားပြက်ခင်လို့လဲ။ဘာမှမလို့စီအောင်ယူဆိုင်ခဲ့တာမဟုတ်လား။ညီတော်စစ်ပါလိုက်သည်။ဟိုကညီဖေတတောင်ညီနွန်တောင်ခင်ရရှာသေးတယ်။မလို့တမားတွေတိတ်မပြောပါနဲ့။ဟိုကကြရင် အာနာကြီး။အာနာကြီးမလို့ပါဘူးဖွားရဲ့။မိတော်သူတို့ကိုမဟုတ်မမှန်လောက်ကြံပြောနေရမှာမဟုတ်ပဲ သူတို့လုပ်ခဲ့တဲ့အကြောင်းတွေကိုအမှန်တိုင်းပြောတာပဲမေတော့ဘက်ကတရားပါတယ်သူကသာယောက်ျားကြီးလုပ်ပြီးမတရားသဖြင့်နေရှောက်ပြောနေတာရမလားဒီလိုလိုလို့မေတော့ကအယုတ်ကလေးမှမဟုတ်ပဲမေတော့သူ့ကိုလုံးဝလက်မခံဘူးပေါ့ကွာဒါမေတော့အဖြေပဲမိမေတော့လူကြီးတွေကကောင်းမဲ့ထင်လို့စဉ်းစားတာကိုကြက်ကြက်ရဲ့လုံးမလို့ပေါ့လေအထာနာကောက်ပြီးရန်လုံးနေနဲ့နနေ့အောင်ဗာမင်းညင်းစရာရှိလို့လေကျုပ်ရင်ရောပညာရောစီးပွားဥစ္စာရောယောက်ကမတော်ရမယ့်လူတွေအားစကို့ကိုဝင်းမထုံုံတမင်စောင့်ရှောက်ထားခဲ့တာကျေးဇူးကိုထောက်အမေညီမရိုင်းမှနဲ့ ဩဂျေဇုဂျေဇုဂျေဇုဆိုသောအရာသည်ကိုမသိသောကာလကသူ့အလိုလိုကိုပေါ်လာပြီးတင်းနေနေကိုကလိုအပ်လိုတောင်းဆိုမှုကြောင့်ပင်တင်းနေနေဂျေဇုဆိုတာဆက်ရခတ်သောအကျွေးတစ်မျိုးဖြစ်ကြောင်းမိတော်သည်အောင့်တက်တက်နှင့်နားလည်လိုက်ရ၏ဘဝကတော့အတော်လေးပင်ဖုံးတကိုယ်တွင်ကြီးနေသည်ထင်ရဲ့မိတော်ကိုလွှမ်းမိုးနိုင်တော်သည်မိတော်၏ညင်ပယ်မှုများကိုဖဘွားကဖယ်ရှားလိုချင်နေ၏မဟုတ်တာတွေကိုအဟုတ်တင်ပြီးအမားတွေပြုသူကမှအမှန်အောင်မေက အမန်နေပြောနေရသူမိတော်မှာတော့ဘလို့တူတူတူလို့မပေါ့ဘဘွားသူဖြစ်စင်တာတွေဇလို့ရမှာဂျင်းနဲ့တက်တယ်ဆိုရင်မိတော်ကလည်းမိတော်မဖြစ်စင်တော့ဇုအတင်းမဖြစ်ရမှာပဲဂျင်းနဲ့နိုင်မှာပေါ့မိတော်ကဘဘွားရဲ့မျိုးဆက်ပဲဘဘွားဗီဇာတိုင်းလာမှာပဲဘဘွားကမိတော်ပဲကြာဒီလိုတွေးမပေးနိုင်ဘူးလားဒေါ်လေးဖြူကမိတော်ပါဆက်ကိုအတင်းပြေးပေး၏ဒီစကားကိုတော့မိတော်ဒီဘဘွားကိုတိုက်ရိုက်ပြောတာမဟုတ်ပဲဒေါ်လေးဖြူကိုယင်ဖွင့်နေခြင်းဖြစ်သည် ဘဘသာကြာရင်တော့ဒိုလေးဖြူတို့တော့နေရရှိမှာမဟုတ်ဘဘသည်သူ့ကိုဝေဖန်နေမကြိုက်တတ်ပြီတမိစိတ်တွေတိတ်ကိုခတ်ထန်နေပြီမေတော့ဒေါသတိတ်ဖြစ်နေတဲ့အချိန်မှာတခုခုဆုံးဖြတ်မှတ်တဲ့ဘဘဘကကြည့်ရင်ဝလုံးတမိဘကကြည့်ရင်ဝချမ်းနှစ်ဖက်စလုံးအမှန်ကြီးပဲဒိုလေးဖြူကတမိနေရာကလည်းခံစားပြီးစားနာတယ်ဘဘနေရာခံစားပြီးနားလည်လို့ရတယ်ခုတမိတကယ်ရင်ဆိုင်ရမှာဘဘမဟုတ်ဘူးအမိုးလည်းမဟုတ်ဘူးနန်းနဲ့ရင်ဆိုင်ရမှာတမိနဲ့နန်းနိုင်တွေ့ရမယ် ြည့်ပြည့်လင်းလင်းဆွေးနွေးရမယ်။နန်းနန်းရဲ့သဘောမှောင်သမီးတီကိုတကယ်လိုအပ်တယ်။ဒေါသတန်တရားစိတ်နဲ့မဟုတ်ပဲစင်စင်စစတွေးဆနိုင်တဲ့အခါမှာနန်းနန်းနဲ့သမီးတွေ့ဖို့ဒေါ်လေးဖြူစစ်စင်ပေးမယ်။ခုတော့သမီးစိတ်ကိုရှော့ပြလိုက်ပါ။အားလုံးကိုမေ့ထားလိုက်သမီး။ဘဘကမေတော့ကိုစကားမပြောဘဲနေတော့အချိန်ကာလမှာဒေါ်လေးဖြူကမေတော့ကိုအကောင်းဆုံးဖြည့်ဆည်းတိုက်ကြွေးထားလိုက်သည်။ရှိဖို့ဖပြထားတဲ့ဝတ္ထုကလေးကိုနားဆင်သူများနေတဲ့သဘောကြားနိုင်မယ်လို့မျှော်လင့်ပါတယ်ရှင်။ နောက်လာမယ့်အပိုင်းသစ်ကလေးတွေကိုလည်း Clifford Freedom Channel မှာဆက်လက်နားဆင်ပေးကြပါအောင်ရှင်။ဗီဒီယိုတွေဝေခွာပြီးတာယာလာပါတဲ့နေရကလေးတွေပိုင်းဆိုင်နိုင်ကြပါစီရှင်။ကျွန်မကတော့စာဖတ်သူဝိုင်းပါ။